ရေဒီယိုအန်ယူဂျီသောရအစင်များမင်္ဂလာပါခင်ဗျာ ခုချိန်အစပြီး2025ခုနှစ်အော်တိုဘာလ22ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့ဖားကန့် KIA တရင်6နေမျိုးကိုစစ်တပ်ကဘုံအလုံး30ကျော်ကျဲချတိုက်ခိုက်တဲ့သတင်းပဲဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA တရင်6နေမျိုးကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့အော်တိုဘာလ22ရက်မနက်ပိုင်းမှာ လေကြောင်းကနေဘုံလုံး30ကျော်ကျဲချပြီးတိုက်ခိုက်ခဲ့တယ်လို့ဒေသတရင်ရင်းမြစ်တွေကပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာကူတပ်ရင်း6နည်းမြေကန်စည်းဒေသကိုဒီနေ့မနက်9နာရီခွဲချိန်မှာလေကြောင်းကနေတိုက်ခိုက်လာတာလို့ဆိုပါတယ်။အကြမ်းမစစ်တပ်ဟာ White Train နဲ့ဘုံ36လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့နိုင်ဝက်လောက်ပြစ်ခတ်မှုတွေလုပ်သွားတယ်လို့လည်းကချင်ဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။ ီလေကြောင်းတက်ခဲမှုနဲ့ပတ်သက်လို့ဒေသတရင်ရင်းမြစ်တူကတော့တင်နန်းပင်းနေတဲ့နေရာကိုကြားရောက်ပေါက်ကွဲခဲ့တာကြောင့်အဆောက်အုံတွေပျက်စီးသွားသလိုအရာရှိတွေပေါဝင်90ခန့်ဒဏ်ရာရသွားတယ်လို့အသိပေးပါဗျ။အကြံပေးစစ်တပ်ဟာဖားကန်ဒေသကိုလေကြောင်းပေါဝင်လက်နက်ကြီးတွေနဲ့မကြာခဏတိုက်ခိုက်နေတာကြောင့်အရသာပြည်သူတွေထိခိုက်ဒေဆုံးလာတွေလည်းရှိနေတယ်လို့စစ်ရေးသတင်းတွေကသိရပါဗျ။ဖားကန်ဒေသကိုအကြံပေးစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့စီရင်အားဖြည့်တင်ပြီးစစ်ရေးလှုပ်ရှားနေတာကြောင့် KIA ပူးပေါင်းတက်တဲ့တိုက်ပွဲတွေဖြစ်နေတာလေးလာကြော်နေပြီဖြစ်တာကြောင့်ဒေသနေပြည်သူတွေဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်ခင်ဗျာအခုဆက်လက်ပြီးမိုင်းငုံမြို့ကိုစစ်တပ်ကဘုံထွက်ကျတာကြောင့်အရသာ2ဦးသေဆုံးပြီး2ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ရှမ်းမြောက်ဒေသတောင်အောင်တမဟာတင့်နယ်မြေဖြစ်တဲ့မိုင်းငုံမြို့ကိုအချမ်းမစစ်တပ်ကလေကြောင်းကနေဘုံထွက်ကျပြီးတိုက်ခိုက်တာကြောင့်မျိုးသားတူနဲ့မျိုးသမီးတူသေဆုံးခဲ့ရပြီး2ဦးဒဏ်ရာရသွားတယ်လို့ TNL ကထုတ်ပြန်ပါတယ် မနေ့ကအော်တိုဘားလ20နေ့ည8နာရီကျော်ချိန်မှာအကြမ်းဖက်စစ်တပ်ကမိုင်းကောင်းမြို့မြို့မဇေနီကိုပေါင်250ဘုံနှလုံးလာရောက်ကျဲချခဲ့တာလို့ဆိုပါတယ်။ဒီတက်ခဲမှုကြောင့်ရဲသားနှုတ်ဦးသေဆုံးပြီးနှုတ်ဦးထိခဲ့တဲ့အရာရှိခဲ့တယ်လို့အင်းဆယ်လုံးနဲ့ဆိုင်ကန်း9ကန်းပျက်စီးခဲ့ရတယ်လို့အတည်ပြုပါတယ်။အကြမ်းဖက်စစ်တပ်ဟာအော်တိုဘားလ19ရက်နေ့တုန်းကလည်းနမ်ဆန်မန်ဒုံမိုင်းငွန်နဲ့မိုးကုံမြို့နယ်တို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်အရဲသားပြည်သူနှုတ်ဦးဒဏ်ရာခဲ့တယ်လို့လည်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာအခုလအော်တိုဘားလ10ရက်နေ့ကနေ17ရက်နေ့ထိ TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းကနေ28ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာကြောင့်ယဟန်2ပါးကလေး7ဦးအမျိုးသား12ဦးအမျိုးသမီး19ဦးသေဆုံးခဲ့ပြီးကလေး12ဦးအမျိုးသား16ဦးအမျိုးသမီး18ဦးထဏ်ရရှိကာအိမ်138လုံးစာသင်ကျောင်း3ကျောင်းဘုန်းကြီးကျောင်း3ကျောင်းကျောင်းဆောင်9ဆောင်နဲ့အဆောက်အုံ4ခုထိမှန်ပျက်စီးခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေကသိရပါတယ်။အကြမ်းဖက်စစ်တပ်အနေနဲ့ တောင်ပြည်အတွင်းတွေမဟုတ်ပဲဒိုင်းသာလက်နက်ကိုင်တပ်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နေရာတွေကအရဲသားပြည်သူတွေကိုတိုက်ခိုက်နေတာဟာအပြစ်မဲ့ပြည်သူတွေပေါ်စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ DNL ကထုတ်ပြန်ပြောဆိုထားပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့စစ်တပ်ကဘုံကျဲတိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်အောင်စစ်ရေးတရီအမြဲရှိကြဖို့နဲ့လေကြောင်းရန်ကနေကာကွယ်နိုင်အောင်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလန်းတွေလိုက်နာဆောင်ရွက်ကြဖို့ DNL နဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။အခုတခါ ဆလင်းကြီးနယ်မှာစစ်ဘေးရှောင်တွေခလုံးနေတဲ့ဘုံကြီးเจ้าကိုစစ်တပ်ကဆက်တက်လေဒီနဲ့ဘုံကျဲတာကြောင့်တဦးသေဆုံးပြီးသုံးဦးဒဏ်ရာရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်မှာစစ်ဘေးရှောင်တွေခလုံးနေတဲ့ဘုံကြီးเจ้าကိုစစ်တပ်ကဆက်တက်လေဒီနဲ့ဘုံကျဲတာကြောင့်စစ်ရှောင်တဦးသေဆုံးပြီးသုံးဦးဒဏ်ရာသွားတယ်လို့မုံရွာသတင်းမှန်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကအော်တိုဘားလ20ရက်နေ့ညနေ9:00ခွဲချိန်မှာ ဂျမ်ဘတ်စစ်တပ်ကစလင်းကြီးမြို့နယ်ထန်းပူရွာကစစ်ရှောင်းပြည်သူတွေခုံလုံရပုံကြီးကျောင်းကို120မမဘုံဒီသုံးလုံးကျဲချခဲ့တာကြောင့်စစ်ဘေးရှောင်းပြည်သူတွေထိခိုက်ဒေဆုံးရတာလို့ဆိုပါတယ်။တရုတ်ဝမ်ပေါင်ကိုကာကွယ်ပေးရင်စစ်ဘေးရှောင်းတွေခုံလုံရပုံကြီးကျောင်းကိုဘုံကျဲတိုက်ခိုက်တာလို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။အဂျမ်ဘတ်အာနာလူမင်းအောင်လိုင်ဟာရွေးကောက်ပွဲကျင်းပဖို့တရုတ်ကုမ္ပဏီရန်စီမှမဲယုံလုံးမှဖြစ်တဲ့အတွက်အနောက်မြောက်တိုင်းစစ်တနာချုပ်နမခကစစ်သားအင်အားအများပြားချထားတယ်လို့ ဝမ်ပေါင်းကုမ္ပဏီအပြင်ဘက်မှာလည်းအင်အားတရာခန့်နဲ့လုံခြုံရေးယူပြီးတရုတ်တွေကိုကာကွယ်ပေးထားတယ်လို့သိရပါတယ်ဒီကနေ့အော်တိုဘားလ22ရက်နေ့မနက်ပိုင်းမှာလဲအနောက်မြောက်တိုင်းစတနာကျုံနမခကနေစက်တက်လေဒီတွေပြန်ဝဲနေတာကြောင့်ဒေသနေပြည်သူတွေသတိနဲ့နေထိုင်ကြဖို့ဘုံရွာသတင်းမှပြန်ကြားရေးဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာအခုနောက်ဆုံးဒဇယ်နဲ့အရှိချမ်းမှာစေအုပ်စုစစ်ကြောင်းကိုကြားပြတ်တက်ခတ်မှုမှာပြူစောတီ9ဦးသေဆုံးပြီး11ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဒဇင်နဲ့အရှိချမ်းမှာစစ်အုပ်စုစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိ9ဦးသေဆုံးပြီး12ဦးဒဏ်ရာရသွားတယ်လို့ဒဇင်ပတ်ကဖကထုတ်ပြန်ထားပါတယ်။မနေ့ကအော်တိုဘာလ20ရက်နေ့မနက်9:00ခွဲချိန်မှာစစ်အုပ်စုစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကိုအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ဒဇင်မြို့နယ်အတောတဲကုန်းကနေကမ်းလူမြို့နယ်ကာဘိုဘက်ကိုပြန်လာတဲ့စစ်သားနဲ့ပြူစောတိတွေပါတဲ့အင်အား40ဝန်းကျင်ပါစစ်ကြောင်းကိုတော်လိုင်းအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ီတိုက်ခိုက်မှုမှာပြူစောတိ9ဦးသေဆုံးသွားပြီး12ဦးပြင်းထန်ထန်ရသွားတာကြောင့်စစ်သားတွေကတော့ထွက်ပြေးသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သေဆုံးသွားသူတွေနဲ့ဒဏ်ရာရသွားသူတွေကိုတော့အချမ်းဘတ်စစ်အုပ်စုကနေ့လယ်12နာရီကျော်မှကားနဲ့လာတဲ့သွားတယ်လို့တိုက်ပွဲဝင်တော်လိုင်းတပ်ဖွဲ့တွေကအသိပေးပါတယ်။ဒီတိုက်ခိုက်မှုကိုဒဇယ်မြို့နယ်ပကဖရွှေဘိုခဲအမှတ်52ပြည်ဝတိုင်ရင်ရေဦးပကဖနဲ့ PLA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီရေးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ